ုတ်ပြီအခုဆိုလို့ရှိရင်ဒါဆောင်းလင်းလိုက်ရတော့မယ်နော်ပြောပွဲရှင်ပွဲတွေလည်းကျင်းပကြတော့မယ်အဲ့တော့ကိုယ့်ရဲ့ခလင်းငယ်တွေနော်ကိုယ့်ရဲ့မိပါတွေဒီလိုဆောင်းလင်းရတဲ့အခါမှာဟိုပြောပွဲရှင်ပွဲတွေကျင်းပတဲ့အခါမှာနေကောင်းကောင်းနဲ့ကျင်းပလို့ရအောင်နော်ဘယ်လိုယောဂါတွေတတိထားမလဲဒီဆောင်းလင်းမှာဘယ်လိုယောဂါတွေကဒီခလင်းငယ်တွေကိုယ့်ရဲ့ခလင်းငယ်တွေကိုဒုက္ခပေးလဲဆိုတာကိုသိကျင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါ ားလုံးပဲမင်္ဂလာပါကျွန်တော်ကဒေါက်တာဒီပါကျွန်တော်တို့ရဲ့ပပမမ channel facebook page နဲ့ youtube channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ကဘာအကြောင်းအရာကိုပြောမလဲဆိုလို့ရှိရင်စောင်းနေ့မှာကလေးငယ်တွေဖြစ်များတဲ့ယောဂလေးခုအကြောင်းကိုပြ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 ဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုမစခင်မှာကျွန်တော်တို့ရဲ့ facebook page လေးကို like follow မလုပ်ပါသေးဘူးလို့ရှိရင် like follow လုပ်ပေးကြပါအောင်ကျွန်တော်တို့ရဲ့ youtube channel လေးကို like subscribe မလုပ်ပါသေးဘူးလို့ရှိရင် like subscribe လုပ်ပေးကြပါအောင်လို့ပြောရင်းနဲ့ကျွန်တော်ရဲ့ feel လေးကိုအစပြုပြရစီခင်ဗျာအဲပထမဆုံးတစ်ခုအနေနဲ့ကတော့အေးမိတာပဲဖြစ်ပါတယ်။ဟုတ်အေးမိတယ်ဆိုတာကဒါစောင်းနေမှာအဖြစ်များပါတယ်။အဖြစ်အများဆုံးလို့တော့ပြောလို့ရပါတယ်။အဲ့တော့ဒီအေးမိပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ခလေးမှာဘလို့လက္ခဏာတွေပြနိုင်လဲဆိုလို့ရှိရင်ခလေးကဖြားမယ်၊နှာစီးမယ်၊ချောင်းဆူးမယ်၊လက်ချောင်းနာမယ် ်เนาะအတိုင်းဖြစ်နိုင်တယ်ပေါ့เนาะအဲ့တော့သူ့ရဲ့လက္ခဏာက၃ရက်လောက်နေလို့ရှိရင်တော့ပြန်ကောင်းတတ်ပါတယ်เนาะရာသီတကွေးလောက်တော့မပြင်းထန်ဘူးခလေးကအနာများများယူမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့မြ мян တက်တာတတ်ပါတယ် အဲဒုတိယမြောက်တစ်ခုကတော့ရာသီတကွေးပဲဖြစ်ပါတယ်เนาะရာသီတကွေးဆိုတာကတော်တော်များများလည်းအသိပူးကြတယ်ဖြစ်ပူးကြတယ်ကြားပူးကြတယ်ပေါ့เนาะအဲ့တော့ရာသီတကွေးကเนาะကိုယ့်ရဲ့ကလေးမှာဖြစ်ပြီဆိုလို့ရှိရင် तू ကဒီအေးအေးမီယာထပ်ပူပြီးတော့ကြာတယ်9ရက်လောက်ထိကြာနိုင်တယ်เนาะ9ရက်လောက်ထိကြာနိုင်တယ်အဲ့တော့ယောဂလက္ခဏာတွေကလည်းပဲဒါအေးအေးမီယာနဲ့တိတ်မကွာဘူး နော်ဒါပေမဲ့ယာစီတုပ်ကွေးကအေးအေးမိတာတစ်ခုနည်းနည်းလေးပို့ပြီးတော့ခံစားရတယ်ပေါ့နော်အဲ့တော့ဘလို့လက္ခဏာတွေဖြစ်တယ်လဲဆိုလို့ရှိရင်သူကအပြားတက်မယ်နော်အပြားကြီးမယ်နော်နောက်တစ်ခုကကိုယ်လက်တွေကိုက်မယ်နှာစီးမယ်ချောင်းဆိုးမယ်လက်ရောင်းနာမယ်ဒါပဲဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီယာစီတုပ်ကွေးဆိုတာကဒီနော်အဲတထွေးနော်ဒါမှမဟုတ်ဒီနှာရှည်ရနေတစ်စက်ကုဆတ်နိုင်တဲ့ယောဂတစ်ခုပဲဖြစ်ပါတယ်ခဲလို့ကိုယ့်ရဲ့ခလေးကနော်အရန်ဝနေမယ်ဆိုလို့ရှိရင်ယာစီတုပ်ကွေးဖြစ်တဲ့အခါမှာအဲ့ဒီတော့ကိုယ်ရပူဆူတက်ပါတယ်နောက်တစ်ခုကအသက်ငယ်လွန်းတယ်ဆိုလို့ရှိရင်လည်းပဲ ်ရာသီတကွေးဖြစ်တဲ့ကာမှာပို့ဆိုနိုင်ပါတယ်အဲ့တော့ကိုယ့်ရဲ့ခလေးကယောဂအခန့်တစ်ခုခုရှိနေမှာဆိုလို့ရှိရင်လည်းပဲဒါယောဂီတကွေးဖြစ်တဲ့အခါမှာပို့ပြီးတော့ဆုနိုင်ပါတယ်အဲ့တော့ဒီယာဇီတကွေးမဖြစ်အောင်ဘာတွေသတိထားမလဲဆိုလို့ရှိရင် must တက်မယ်ခက်ခွာခွာနေမယ်လက်စေးမယ်ပြီးရင်ဒီအာဟာရရှိအောင်စားဖို့လိုပါတယ်မိဘတွေအနေနဲ့လည်းဒီကိုယ့်ရဲ့ခလေးကိုယာဇီတကွေးကဝယ်စေကိုတနေ့တစ်ခါထိုးပေးသင့်ပါတယ် အဲနောက်ထပ်တတိယမြောက်အချက်ကတော့ဒီ Streptococcus ပိုးဝင်ပြီးတော့လေကြောင်းနာတာပဲဖြစ်ပါတယ်เนาะဒီ Streptococcus ပိုးဆိုတာကကိုယ့်ရဲ့ဒီပတ်ဝန်းကျင်မှာရှိတယ်เนาะသူက level ဒီနာစည်းတာချောင်းဆူတာနဲ့တစ်ဆင့်ကူးစက်တတ်တယ်အဲ့ပိုးကဘာကိုဖြစ်စီလဲဆိုလို့ရှိရင်လေကြောင်းနာတာကိုဖြစ်စီတယ် အဲ့တော့ဒီပိုးဝင်လာပြီဆိုလို့ရှိရင်အခုကျွန်တော်ပြောမယ့်လက္ခဏာတွေဖြစ်လာနိုင်တယ်။အဲဘာတွေဖြစ်လာနိုင်လဲဆိုလို့ရှိရင်ဒါရုတ်တရက်လက်ချောင်းနာလာမယ်။အဲနောက်တစ်ခုကဒီအာသီးကြီးပြီးတော့နာလာမယ်နော်။မြူချလို့ရှိရင်နာလာမယ်နော်။အဲနောက်တစ်ခုကဒီအာသီးမှာသူကတစ်ခါတလေမှာဆိုလို့ရှိရင်အဖြူဘက်လေးကတ်နေရမျိုးရှိနိုင်တယ်။ပြီးတော့အဖျားကြီးနိုင်တယ်။အဲနောက်တစ်ခုကဒီကိုယ်လက်တွေကိုက်နိုင်တယ်။ အဲ့ပြီးတဲ့ခါမှာဒီကလေးငယ်တွေမှာဆိုလို့ရှိရင်သူကပြို့ရန်အန်နာတွေဖြစ်နိုင်တယ်เนาะပြီးလို့ရှိရင်ဒီ level တဝိုင်းမှာအကျိတ်တွေစမ်းမိနိုင်တယ်เนาะအခုကျွန်တော်ပြောလိုက်တဲ့ဒီ streptococcus ပိုးကစောင်းထဲမှာပိုးပြီးတော့ပတ်ခွာနိုင်ပါတယ်အဲ့ဒီပိုးကဒီအာသီးတစ်ခုတည်းမဟုတ်ဘူးဘယ်နေရာရောက်နိုင်လဲဆိုလို့ရှိရင်ဒီတခြားနားတို့အရေပြားတို့ဒီနေရာတွေကိုလည်းပဲဒါ streptococcus ပိုးကရောက်နိုင်ပါတယ် အဲနောက်ဆုံးတစ်ချက်ကတော့ပန်းနိုင်ရင်ချက်ယောဂပဲဖြစ်ပါတယ်အဲ့တော့အေးတဲ့လေကပန်းနိုင်ရင်ချက်ယောဂကိုပို့ပြီးတော့စိုးစီပါတယ်အဲ့ဒါကြောင့်မလို့ဒီဆောင်းထဲမှာဆိုလို့ရှိရင်ဒါကလေးငယ်တွေကပို့ပြီးတော့ကြက်တက်တာပဲဖြစ်ပါတယ်เนาะအဲ့တော့ဒီလေအေးကိုဘယ်ဆိုင်ပို့လို့ပါတယ်เนาะ nutrition တွေပို့လို့တာပေါ့เนาะအဲ့ဟုတ်ပြီအဲ့တော့အဲပန်းနိုင်ရင်ချက်ယောဂကိုပို့စိုးစီတဲ့အချက်တွေလည်းရှိတယ်เนาะကိုယ့်ရဲ့ကလေးငယ်တွေပို့စိုးစီတဲ့အချက်တွေရှိတယ်အဲ့ဒါဘာတွေလဲဆိုလို့ရှိရင်မိဘတွေက14တောင်းမယ်ဒါပေမဲ့ကိုယ့်ရဲ့ဘဝဉာဏ်က14တောင်းမယ်ဆိုလို့ရှိရင်အဲ့ဒီ14 ငွေတွေကိုကလေးငယ်တွေကရှူမိပြီးတော့ကလေးငယ်တွေမှာပို့ပြီးတော့ကျက်နိုင်ပါတယ်။နောက်တစ်ခုကဒီဖုံမုတ်တွေသဲမုတ်တွေကလည်းပဲပတ်နိုင်ကြယောဂါကိုပိုဆိုးစေတဲ့အတွက်ကြောင့်ဒီအမုတ်တွေကိုကလေးတွေမရှူမိအောင်သတိထားဖို့လိုပါပဲ။အဲနောက်တစ်ခုကဒီခွေးမွေးတို့ကြောင်မွေးတို့ဒါတွေကလည်းပဲဒါကလေးတွေကိုပို့ပြီးတော့ကျက်စေတဲ့အတွက်ကြောင့်သတိထားဖို့လိုပါတယ်နော်။ဆောင်းထဲမှာဖြစ်တတ်တဲ့ဒီယာစီတကွေးကလည်းပဲပတ်နိုင်ကျယောဂါကိုပို့ပြီးတော့စိုးစေပါတယ်။အဲတော့ပတ်နိုင်ကျကလေးတွေကယာစီတကွေးကောက်ဝဲစေကိုတင်းတစ်ခါထိုးပေးတင်ပါတယ်။ ဒီကြက်တက်တက်ကလေးအနေနဲ့ဒီဘန်ဒိုလင်ကောက်ကိုလည်းပဲကိုနဲ့မကွာစောင်းနာတင်ပါတယ်နော်အဲကိုရဲ့ကလေးကဒီဆေးကိုဘလို့ရှူရမလဲသိရဆိုလို့ရှင်တော့အကောင်းဆုံးပဲပေါ့ဗျာအခုကျွန်တော်ပြောသွားတဲ့အချက်လေးချက်ကတော့ဒါကလေးငယ်တွေစောင်းနှင်းမှာသတိထားမယ်ယောဂါလေးမျိုးကြောင့်ပဲဖြစ်ပါတယ်အဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှင်လဲ subscribe လေးလုပ်ပေးကြပါအောင်ကျွန်တော်ရဲ့ facebook page လေးကို like follow မလုပ်ရသေးဘူးဆိုလို့ရှင်လဲ like follow လုပ်ရင်းနဲ့အားပေးကြပါအောင်လို့ပြောရင်ကျွန်တော်ရဲ့ဒီ video လေးကိုဒီကုန်းချုပ်ပြရစေအားလုံးကိုကျေးဇူးတင်ပါတယ်နောက် video လေးမှာပြန်တွေ့ကြမယ်နော်